ကျွန်တော်ဒီနေ့အတွက်တယောစာလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီတယောစာလေးကိုတော့ကျွန်တော်ကိုယ်တိုင်ပဲရေးသားထားတာဖြစ်ပါတယ်ကျွန်တော်ရေးသားထားတဲ့တယောစာများစုဟာရေပြင်ခြင်နေတဲ့ချက်လက်များအပေါ်အခြေခံပြီးရေးသားထားတာဖြစ်တဲ့အတွက်တရားရဂိုင်းတို့တယောစာစစ်စစ်တော့ထစ်ချင်မှဖြစ်ပါလိမ့်မယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြတော့ပြည်ရင်းပြည်ပမှချက်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံး ဘေးကင်းကြမှာကြပါသေးဗျာအေးတော်ဘုံအောင့်ကိုအောင်ရမည် ာမီကြီးကမြို့တွေပြန်သိမ်းပြမယ်မြို့တွေကုန်တနေ့ပြန်သိမ်းပြမယ်ပြောတယ်ဘယ်နေလဲဆိုတာထက်မပြောဘူး၃လလားတနေ့အတွင်းလားဒါမှမဟုတ်၃နှစ်အတွင်းလားသူ့ကိုယ်တိုင်စစ်မတက်ရတော့ရှေ့တန်းမှာကိုလူတွေဘလောက်တည်နေလဲဆိုတာမသိဘူးပြောလိုက်ရင်တော့အချိန်တွေကတက်ဖက်ပါနေပြီဆိုတာကြီးပဲမအေရွတ်ချွတ်ချီတိုးတိုးလောက်ပါဘူးကြီးရာ မတော်တယောက်ယောက်ကြာသွားပြီးအချွန်နဲ့ပင့်နေမှဒုက္ခများကုန်ပါဦးမေ။နေဆက်ဒေတာရှိရှေရန်ကင်းစကန်တစ်ခုမှာတာဝန်ကျနေသောစစ်သားနှစ်ယောက်ဖြစ်သည့်ဗိုလ်ကြီးနှင့်အောင်မင်းတို့ အပြန်အလှန်စကားပြောနေကြခြင်းပင်တရုတ်စင်ကတ်ကလိုင်းလေးတက်လာပြီးရှာရှာပါပါအင်တာနက်ရနေချိန်လေးမှာဗိုလ်ကြီးတယောက်တော့ကြည်တောင်းကြီးကြည့်နေတော့လော်ဘီဘာမော့တင်ထားတဲ့သတင်းတပုတ်ကိုဖတ်လိုက်ရခြင်းဖြစ်သည် လက်လွတ်ထားရတဲ့မြို့တွေကိုတမျိုးမကြံပြန်သိမ့်မယ်။သူတို့ပါသူတို့တက်သမျှအမှတ်သမျှဖြူဟာလေးနဲ့တောက်ခံထားတဲ့အင်းတော်မြို့တောင်းဒင်းဦးဆောင်ပြီးဖြူဟာချလိုက်မှ အသိမ့်ခံလိုက်ရတာကိုအဆက်မရှိကွာ။လက်သေးလက်မောင်းတန်း၍တောက်တခေါက်ခေါက်ဖြင့်ပြောနေသောဘိုးကြီးကိုငေးရင် အောင်မင်းခမရဦးကြောင်ကြောင်နဲ့ဘသူ့ကိုပြောနေတော့ဘိုးကြီးရာဟူ၍မိကုံးထုတ်လိုက်မိသည်စစ်သားချင်းတူတူ အောင်မင်းကဗိုလ်ကြီးကိုတိတ်လေးစားသည်။သူမသိရဲ့အကြောင်းအရာတွေ၊သူမတွေးမိတဲ့ရှုထောင့်တွေကနေပြော့ပြရတဲ့ဗိုလ်ကြီးရဲ့အီချင်းတွေကြောင့်ဘယ်ကိုပဲပြောင်းရွှေ့ရပါစေဗိုလ်ကြီးပါရင်ပြီးရောဆိုတဲ့အထိအထူးကတော့တန်းပညာကောင်းကောင်းတက်ထားသူမို့လို့ဟူအောင်မင်းယူဆမိသည်။ဟုတ်တယ်လေ။သူဆိုရင်မိဘကကြောင်းထားပေးတာကိုတောင်းငွေရန်6နှစ်ကြာပြီးကြောင်းထွက်ခဲ့ရတော့ ဘိုးကြီးကရှစ်တန်းထီတောင်ကြောင်းနေခဲ့ဘူးသူလေပြင်းတော့လေသူကအလစ်တော့ခိုးဝံမှုနဲ့ထောင်ကျခံမလားတက်ထဲဝင်မလားဆိုရဲရွေးချယ်စရာမရှိတဲ့ခြေနေကနေတမတော်လေးကိုယောက်လာခဲ့တာဘိုးကြီးကတော့ဒီလိုမဟုတ်စစ်သားတွေကိုပါတစ်ဖက်ရိုက်ပြီးတက်ထဲယောက်လာတာတကယ်တော့ဘိုးကြီးနာမည်အရင်ကကြားဘူးဒီနာမည်ကြောင့်အဆအနောက်ခံရပြဿနာတွေမကြာခဏတက်ရဆိုတော့ ယောဟန်ကြီးကနောက်ကိုဘိုကြီးလိုပဲခေါ်ရမယ်ဆိုပြီး အမိတ်ထုတ်လိုက်ရာကနေဘိုကြီးရဲ့စမ်းတွေပါတက်လာခြင်းဖြစ်၏ဘိုကြီးကစကားပြောရမှာကြဘိုးကိုလိတ်ဖြစ်အောင်ပြောနိုင်သလိုမင်းမောင်းကလည်းလွန်ကောင်းသူလီဒီတော့သူ့ပေါ်ရာတစုနဲ့နေယူကိုပေါက်လျှောက်သွားပြီးလှောက်စားလီတော့သည်အာဝါရီပွဲများခိုးဝိုင်းချိန်ဝိုင်းစတဲ့လောင်းကစားဝိုင်းတွေရဲ့သတင်းမှန်သမျှကိုအနံ့ခံပြီးဘိုကြီးတို့ဖွဲ့ဟာ ြိုတင်စီစဉ်ကွက်ချကြသည်ထိုဝိုင်းများဤပွင့်ချိန်တက်နေချိန်မှာတော့ဘိုကြီးကရုတ်တီနဲ့လာချီပြီးဟာဘိုကြီးဆိုပြီးတယောက်ကစပေးလိုက်တာနဲ့ကြံတဲ့သူများကပါလိုက်တဲ့ကြောက်ထူးတုံပြလိုက်ယုံမေခက်ကိုကယူနီဖောင်းဝတ်ဂျိုသားနှမျိုးရဲ့အတန်ကြာယုံနေတဲ့ရုတ်တရက်ကြည်ဝင်းသွားကျင်လာလိုလိုစီစွန့်ကျင်လာလာလိုလိုဖြစ်ရတဲ့ခက်ကိုဒီတော့ဘူကြီးဆိုတဲ့အတန်ကြာတာနဲ့ ရော့ပါယူပါဆောင်မကြည့်ရှုပါဆိုတာကြီးဘိုးကြီးကလည်းခက်တီတီနဲ့ပဲတာဝန်ကြီးမဟုတ်လို့ယူနီဖောင်းဝတ်မလာပေမဲ့ဥပဒေဟာဥပဒေဖြစ်ကြောင်းတရားပြလိုက်သေးတယ်ဒီလုံးနဲ့အပွဲဝင်နှွဲလာတဲ့ဘိုးကြီးခမညာအရာရှိကတော်တွေရဲ့ကြိတ်ဝိုင်းကိုတော့ပြီးပဖောင်းမှန်လုံမိရမှာတော့လက်ထိတ်နဲ့ညာ၍တကယ့်ကိုယူနီဖောင်းဝတ်စသားကြီးဖြစ်လာရလေတော့သည်ဘိုးကြီးနဲ့အောင်မင်းတို့ရေသက်ကတော့ လောက်ကိုင်းမှာမြောက်မှန်မှန်ခဲ့ရသောအချိန်လေးမှာစတင်ခဲ့သည်လောက်ကိုင်းမှာအလံပြူပြတော့သူ့ရှေ့ကနေတက်ကြွရွှင်လန်းစွာဖြင့်အလံပြူတိုင်ကြီးကိုကင်ပြီးအာရပါရဝေရန်ပြနေသောဘူကြီးကိုမြင်လိုက်ရခြင်းဖြစ်သည်သူများတွေတငုံငုံတီတီဖြစ်နေချိန်မှာ အောင်မင်းလဲငုံငုံငငယ်နဲ့ဘာလို့ရမှန်းမသိဒီအချိန်မှာဘူကြီးကဟဲ့ကောင်စဟာ ထမင်းကောင်ဟင်းကောင်နဲ့မကြိတ်ရတာဘလောက်ကြာနေပြီလေရှမ်းစံလေးတွေမြောက်ပြော့ဤနေတာပဲဟူ၍ပလောက်ပလောင်စာရင်ဘေးနာကအောင်မင်းကိုပါတိုက်တွန်းလိုက်သေးသည်ဒီလိုဘလို့စိတ်ဓာတ်မျိုးနဲ့မြောင်းတိမဲရှင်မဲမတိတဲ့အခြေအနေမျိုးမှာစောင့်ဝင်နာပါလိမ့်ဟု အောင်မင်းတွေးခဲ့ဘူးသည်နောက်မှတည်ရတာကတစ်ဖက်လက်နက်ကိုင်းဖွဲ့စည်းကရာရှိကိုတညက်နေလုံးနှိမ့်နေပေးရင် စကားအစ်ကြီးရာမှာ ူတို့အားလုံးကိုမတက်ဖဲပြန်ဖို့မယ်ဆိုတာကိုဘူကြီးကကြိုသိထားပြီးသားဖြစ်နေတာအဲ့ဒီကနေရခိုင်ကိုပုတ်ခံလိုက်ရပြန်တော့ဘူကြီးကောင်းမှုဖြင့်ဘင်္ဂလားဒေ့ရှ်ကိုလေစီပီတစ်ခေါက်အိန္ဒိယကိုခြေချင်းတစ်ခေါက်ထိုင်းကိုနေချင်းပြန်တစ်ခေါက်အောင်မင်းဘဝမှာပတ်စပို့ဗီဇာမလိုပဲနိုင်ငံဆောင်အောင်ရောက်ခွင့်ရခဲ့သည်အခုတခါလဲအရင်ကရှမ်းမြောက်မှာတာဝန်ထမ်းဆောင်ဘူးသူတွေကို ပြန်လဲခေါ်ယူချိန်မှာတော့ ဘိုလ်ကြီးရဲ့ဥဆောင်မှုဖြင့်ပဲသူတို့လာရှိုးကို လိုက်ပါလာခဲ့ခြင်းဖြစ်သည်ဒီကိုရောက်တော့ကိုကန့်တက်တွေနဲ့နယ်နမိတ်ပိုင်ချထားတဲ့ကင်းစကန်တစ်ခုမှတာဝန်ကြလိမ့်အခုလဲ Facebook မှာသတင်းတွေကိုဖတ်နေရင်ဘိုလ်ကြီးတောက်တခေါက်ခေါက်အန်တချိတ်ချိတ်ဖြစ်နေရခြင်းပင်မင်းပါညိကိုကြည့်ဆိုတဲ့ကျွတ်ချီကျော်စွာလင်းကွအောင်မင်းဟာမေဘေးတွေဟိုလူကြီးမဲလုံးပုတ်ခဲ့ရပြောတာနားနေလို့ နားအေးရမယ်မရှိသေးဘူးဒင်းကတစ်စခန်းထလာပြန်ပြီရင်းလိုပဲလာရှိုးကိုတောင်းတောင်းစားအမှုခြံတကားဝပိတ်ရပြီးတကြီးကြီးတောင်းတယ်လို့တောင်းတာကိုမှတနစ်နီးပါးနေမှပြန်ရတာလीထားပါတနစ်ကို တမျိုးပဲပြန်တက်ယူလို့ရပါစေဦးမျိုးပေါင်း90ကိုပြန်ရဖို့နှစ်ပေါင်း90ကြာမှလာဒီနေ့ဒီအချိန်ထိနောက်ကျတဲ့ခြေတော်တစ္ဆာပေါ့ဆိုပြီး ်ပီတီချိန်တိုင်းအပြေးလေးကျင့်နေခဲ့တာတွေစိတ်ပါလက်ပါလမ်းပြူပြနီးတွေကိုတေချာလေးလာထားခဲ့လို့သာငါတို့အသက်ရှင်နေရတာကွာအောင်မင်းမဘူးမတိကိုမတိခေါင်းတငိမ့်ငိမ့်ဖြင့်ဟုတ်တယ်ဘိုးကြီးပြောတာမှန်နေဟူ၍ထောက်ခံလိုက်သည်ဟာလာပြန်ပြီနောက်တမျိုး ဖုံးကြည့်နေရင်မှရုတ်တရက်မျက်မှောင်ကုပ်၍ပြောလိုက်ပြန်သောဘိုးကြီးကြောင့်အောင်မင်းနားထောင်ရန်အသင့်ပြင်ထားလိုက်သည် ဒီတခါပြောတာမင်းဘာတက်ချုံကြောင်ချီกว่าဘာလဲပြိပတို့တွားရောက်၍လောက်ကင်မှုများကြောင့်အလုတ်သမားရှာပါမှုဖြစ်ပေါ်နေသဖြင့်ဘဝလုံးကြုံမှုရှိသောပြည်ရင်းတွင်သာအလုတ်လောက်ကင်နိုင်၏ဆောင်ရွက်မည်ဆိုပေဘိုလ်ကြီးကစကားဦးလေးတန်းလိုက်ချိန်တွင်ဒီတခါတော့အောင်မင်းက သူညံမိသမျှကိုတွေ့၍စကားထောက်ပေးလိုက်သည်ဒါတော့ဖြစ်နိုင်နေဘိုးကြီး ဘဝလုံးုံမှုရှိတဲ့ပြည်တွင်ဆိုတော့နေပြည်တော်ကိုပြောတာဖြစ်မေဘိုးချုပ်ကြီးတွေနေတဲ့နေပြည်တော်ဟာ အလုံးကြုံဆုံးပဲလीအခုကနေပြည်တော်ကိုပြန်ဆော့ဖို့ပယံသမားတွေလိုနေလို့ဖြစ်ရမေဒါဗိမဲ့ဘိုးကြီးတရမဝင်ပေါ်တာဆွဲလိုက်စစ်မှုရန်ဥပဒေကိုခုရုံးလုပ်ပြီးတရဝင်ပေါ်တာဆွဲလိုက်နေဘေသူကနေခြင်းမတုံခွေးပါဇက်ကနတ်စကားထွက်အောင်မင်းရမင်းอยู่စရီတောင်းတော်တော်တိုးတက်လာပြီပဲ ဗိုလ်ကြီးချီလူထားတဲ့ချီကျူးစကားကြောင့်အောင်မင်းရင်ထဲမှာအောက်တက်တဲ့ဒါနဲ့ဗိုလ်ကြီးအခုလိုမျိုးတွေတိနေရဲ့ဒါနဲ့ဘာကြောင့်ပြည်သူဘက်ကိုလက်နဲ့ချလင်းမဝင်တာလေအောင်မင်းဤဆိုင်မစင်ဘုံမစင်အမေကြောင့်ဗိုလ်ကြီးကခေါင်းကိုမော့၍အာရပါရရည်လိုက်ပြီမှမင်းရောငါရောထောင်ကြမှာကြောက်လို့စစ်ထဲဝင်လာကြတာလीမင်းတော့မသိဘူးငါအတွေးကရှင်းရှင်းလीအ စစ်သားဖြစ်လာရင်ငါတရားဝင်လိန်လို့ရမေပြီးတော့ယူနီဖောင်းဝတ်ပြီးနေရတာကောင်မှဆော့ဆရာကြီးလို့လို့ရမေလာစားရမေအိုကွာကုန်းကုန်းပြောရရင်ဆော့လို့မလို့ဖဲထမင်းစားရတဲ့သင်္ကန်းချုံကရုံတချို့နဲ့စစ်သားဆိုတာတူတူပဲကွာလောကကြီးမှာလဲတုံးဆမရဆုံးကစစ်သားလူရွဲ့နဲ့ရေကြုံလူပြန်တော်တွေပဲအောင်မင်းရမတည်မချင်မှတ်တာထားဒါကြောင့်မို့ခွင့်ရရုံမှာရသလောက်ယူထားရမေး မင်းပြောသလိုပြည်သူဘက်ကိုလက်နဲ့ချလင်းဝင်လိုက်ရင်ငါတို့စီးပွားရှာလို့ဘဲရတော့မလဲဘိုးကြီးပြောတာကိုနားထောင်ပြီးအောင်မင်းခမသူ့အုံနောက်တေးသေးလေးကိုအလုတ်ပေးလိုက်မိသည်ဟုတ်သား PDF တွေကလစာမှမရပဲပြည်တော့အလုတ်ကိုင်းမရှိ ဝင်ငွေမရှိဟို Facebook မှာရော YouTube မှာပါလေကြီးဖင်ကျဲလုပ်နေတဲ့လူသူ့နာမည်ကဘာပါလဲကိုင်းဆိုလားကိုဝင်းဆိုလားအဲ့ဒီလူဆိုရင် သူတို့တခွဲရဲ့ရိတ်ခါနဲ့ရံပုံငွေအတွက်ထီတဆောင်း2000နဲ့တလောက်ကိုစောင်းရီ1000ကွန်မနေ့ဖင်ဖြဲရောင်းနေရတာဒီလောက်ကတော့ငါတို့ဆိုရင်ဂိတ်လေးတည်းရဲ့ချလိုက်တာနဲ့တန့်ရတယ်ဘူကြီးပြောတာဟုတ်တယ်ငါတို့စစ်တပ်ထဲဝင်နေဆိုတာဘယ်သူအတွက်မှမဟုတ်ဘူးထောင်ကြမှာကြောက်လို့ဝင်လာလीအဖတို့တောင်ချိန်ရှိခိုက်လုံးလာဆိုင်နေကြတာဒီတော့ငါတို့လည်းရသမျှရှာရမှာပေါ့ အောင်မေးတယောက်ထို့သို့တွေးပြီနောက်လောက်ကုံရင်လမ်းပိုင်းမှာခေကြီးကောက်ခွင်ရရန်ဘိုလ်ကြီးကိုညံနေညံနဲ့ထုတ်ခမ်းရအောင်မည်ဟုဆုံးဖြတ်လိုက်လေတော့သည်ထို့ချိန်တွင်လမှုပင်စစ်တန်းန်းချောင်းတွင်တနိုင်ငံလုံးမှတခိုးတဝက်မရင်းကောင်ကပိုင်း၌လူသက်သမားများအားအချုပ်ခန့်အချင်းထောင်များမှထုတ်၍တင်နန်းပေးထားသောအဖွဲ့ထံမှတစ္ဆာဒိဋ္ဌံလေးချက်ကိုရွတ်ဆိုသည့်အတန်က တညီတညွတ်ထဲထွက်ပေါ်လာလေတော့သည်ငါတို့သည်နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ပစ္စည်းဥစ္စာကိုရသမျှယူပါမည်ငါတို့သည်ကြဆောင်းလေပြည်တော်တမတော်သားတို့၏မိမများကိုမဲ၌ယူပါမည်ငါအထက်မှပြည့်ရသောမိနှင့်တာဝန်ကိုအယိုးရင်ကပ်၍ထမ်းဆောင်ပါမည်ငါနိုင်ငံတော်ငါနိုင်ငံသားငါတမတော်အတွက်ငါ၏ခြေတော့ကို ရောက်ရာသို့ပြေးရန် အတိတ်ထံပြုပါ၏ဟုသတ္တဝေ